နိုင်ငံရေးအရာသဘောထားကွဲလဲမှုတွေကိုပြည်ထောင်စုရဲ့အကျိုးကိုရည်မှန်းပြီးတော့အမြင့်ကျယ်ကျယ်နဲ့လုပ်ဖို့လိုတယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါတယ်။2025ခုနှစ်စက်တင်ဘာ29ရက်ကရုရှားနဲ့ကာဆက်စတန်ခီးစင်ကနေအပြန်မှာလေရင်ပေါ်မှာသူကမီဒီယာတွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။အဓိကတော့ကျွန်တော်တို့ကဘက်ပေါင်းစွာစ조사ဖို့တော့တူတယ်။ဘက်ပေါင်းစွာစ조사ဖို့တူတယ်။တစ်ဖက်ကလည်းနိုင်ငံရေးသဘောထားကွဲလဲမှုတွေလည်းအဲ ဒီတော်သူရဲ့အကျိုးကိုရည်မှောပြီးတော့ပေါ့ရည်မှန်းပြီးတော့ပေါ့အဲဒါအောင်လည်းအမြင်ချင်းချင်းနဲ့လုပ်ဖို့တွေ့တယ်အခုတချို့ပြောဆိုနေတဲ့ဟာတွေကတော်လေးကိုဟိုဒါအားနည်းချက်တော့ရှိတယ်ကျွန်တော်ကတော့မြင်တယ်အဓိကတော့သူတို့အဲနိုင်ငံရေးရဘာသာရေးရတိုင်းသားရေးရတချို့ပြောဆိုနေတာလေးတွေပေါ့လေပြောဆိုရလေးတွေကကျွန်တော်တို့ဒီတဲ့ပို့ပြီးတော့အမြင်ချင်းနဲ့ပြောဆိုလုပ်ကံလို့ဆိုရင်ပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်တစ်ဖက်ကတည်းကကျွန်တော်တို့တွေ ကျိုးစားအထုတ်မှုလည်းလိုတယ်ကျိုးစားအထုတ်မှုနှစ်ပိုင်းပေါ်တော့တစ်ခုကတော့ဗာလဲဆိုတော့ပညာသင်ကြားရေးပိုင်းကိုတော့ကျွန်တော်တို့သွားတယ်ဒါတော့ငင်းပယ်လို့မရဘူးဒဂရီတန်းကြီးမှာဖြစ်ဖြစ်နေတဲ့အခြေအနေအရဆိုရင်ပညာရေးအားနည်းချက်ရှိနေတယ်ဒီလိုပါပါဒုတိယဗာလဲဆိုတော့ကျွန်တော်တို့ကွန်ထရိုးလုပ်မှုအလုပ်လုပ်ဖို့လိုတာပါကွန်ထရိုးလုပ်မှုဒီနှစ်ခုကျွန်တော်တို့လုပ်ကိုလုပ်ရမယ်ကျွန်တော်တို့ကအရင်တော့ကျွန်တော်ပြောခဲ့ပူပါတယ်အဲ့ဒါဗာလဲဆိုတော့အရင်တော့ကျွန်တော်တို့ကတန်ဆာတာပစ္စည်းတွေကို အဲပေါ်မှာပဲရောင်းတာပေါ့ဗျအဲတွင်းတဲ့ပစ္စည်းတွေရေနံတန်းကြီးတွေရောင်းတာရှိမယ်တပတ်ကတက်တော်တဲ့ပစ္စည်းတွေရောင်းတာရှိမယ်ဒါပေမဲ့ကျွန်တော်တို့ထုတ်အလုတ်လုတ်ပြီးထုတ်လို့ရတဲ့အဲပစ္စည်းတင်ပို့ရောင်းချမှုကကျွန်တော်တို့နည်းနည်းအားနေပါဒါကျွန်တော်ကထောက်ပြပါပြည်အောင်စုအကျိုးနဲ့နိုင်ငံရေးအမြင့်ကျယ်ရန်လိုအပ်တယ်လို့ပြောဆိုခြင်းဟာရွေးကောက်ပွဲကိုအောင်မြင်ဖို့နဲ့ရွေးကောက်ပွဲနှောက်ယှက်ဟန်တာသူတွေကိုနားချတဲ့သဘောဖြစ်နိုင်တယ်လို့ NCA ထိုးထားတဲ့ပအိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNNO NCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခုံကာက CNN တင်ဒင်းဌာနကိုပြောပါတယ်။ဒါကတော့ skill ကိုလို့ခေါ်တာပေါ့အင်္ဂလိပ်လိုတော့ဘာဖြစ်ဖြစ်တရားခံရှာတဲ့အကျင့်ရှိတယ်လေ။ဟိုမှာကြာကြာခံရှာတဲ့အနေနဲ့ပညာအားနည်းလို့ဖြစ်တယ်ဆိုတာမျိုးတို့နောက်ပြီးတော့ကျွန်တော်တို့ဟိုလည်းပြည်တော်စုစိတ်ဓာတ်မရှိလို့ဖြစ်တာဆိုတာမျိုးတို့ပေါ့ဗျာတရားခံရှာတာပေါ့။တကယ်တော့အာဘယ်လိုဖြစ်ဖြစ် ဒီနိုင်ငံရေးဆွေးနွေးဖို့ဒါမှမဟုတ်လည်းပြစ်ခတ်ရဆွေးနွေးဖို့ပို့ပြီးတော့ကြောက်ကြောက်ညင်ပါတဲ့ဟာတွေပုံပြင်တာပေါ့ဗျာဒီအခုအကြံဖက်လောက်ရတယ်ဘယ်ဘက်ကပဲလုံးလုံးပေါ့ဗျာနောက်တော့မလုံမုံထားမှုတွေပေါ့ကြံဖက်လောက်ရတယ်ဘယ်ဘက်ကမှမလုံဖို့နဲ့မလုံမုံထားမှုတွေလည်းရှော့ညော့နေဖို့တော့တောင်းရှိကြတာပေါ့အကောင်းဆုံးအားလုံးပါ လက်ရှိမြန်မာနိုင်ငံတံမိုးမှာလက်နက်ကန်အင်အားစုတွေနဲ့မြန်မာတပ်မတော်ကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။အဲဒီနောက်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်လို့သူဒီမိုကရေစီစနစ်တည်ဆောက်လို့သူကွန်ဖက်ဒရေးရှင်းအစင်တန်းရရှိလို့သူခွဲထွက်နိုင်ရေးဂျိုးပန်းနေသူဗဟိုချုပ်ကံမှုစနစ်ကိုတည်ဆောက်လို့သူစစ်အာဏာရှင်စနစ်ကိုချုပ်ငင်းလို့သူ2008ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအတင်ပြန်လည်ရေးဆွဲလို့သူစသဖြင့်တိုင်းပြည်ဒေသကြီးဂျိုးပန်းနေသူတွေကြားသဘောထားတွေကွဲလဲနေကြပါတယ်။